န့်စင်ပိုင်ရှင်ဒေါ်မာလာဆိုတဲ့ဇလန်းလေးပဲဖြစ်ပါတယ်ရှင်ဒီဇလန်းလေးဒီမှာတဲထဲ့ရင်မူဖြစ်ရဖွယ်နေဝိုင်းနေဝဲကောင်းနေအချောင်းရာတွေမပိုင်ဆိုင်သေးတဲ့အရာပေါ်မတရားရယူလိုက်တဲ့အခါမှာဘလို့ကန်ဆိုးမှုတွေတင်စားရင်းနဲ့ကြုံတွေ့ရမယ်ဆိုတာကျွန်တော်နဲ့အတူတူလိုက်ပါနားစင်ပေးပါဦးခင်ဗျာ မင်းတို့ကံမေးရအကြောင်းအရာတွေကိုယုံလားဒေဗီနောဝါဆိုတာရှိတယ်ဆိုတာကိုယုံလားမင်းကြီးတွေတဝဲလေးလည်းနဲ့လူတွေကိုကိုထင်ပြတာနေဖို့ပေါ့အခုကျွန်တော်ဆက်ပြောပြမယ့်အကြောင်းအရာကတော့မိသားစုတစ်ခုမှာတကယ်ဖြစ်ပျက်ခဲ့တဲ့ဖြစ်ရပ်နံတစ်ခုပါ လာပါတဲ့အရာတစ်ခုကနေကြောင်းမွက်ဖွဲအဖြစ်ဆိုတစ်ခုပြောင်းလဲသွားခဲ့တဲ့အကြောင်းပေါ့ဇလန်းဆောက်မှာတော့အောင်ဆိုတဲ့ကောင်လေးရဲ့ရွာမှာ စခဲ့တာပါအောင်အောင်ငငယ်ကတငယ်ချင်းနေနဲ့ပြေးလွှားဆော့ကစားတိုင်းရွာထဲမှာရှိတဲ့အနှက်စင်တစ်ခုကိုအမြဲမြင်ဖို့ကြတာပေါ့အချိန်တွေကြာပြီးကုံဆုံးသွားပြီးတဲ့နောက်အောင်အောင်ဟာသူ့မွေးရည်မြေကို ပြန်ရောက်လာခဲ့တယ်။ဘေးအရာက စိတ်ကိုလော့ဆော်လိတ်လဲတော့မသိအောင်က အိုင်နှက်စင်ကိုလှမ်းကြည့်နေမိတယ်။နှက်စင်မှာရေးထားတာကမမလား ီနာမည်ကိုမြင်လိုက်တာနဲ့သူ့စိတ်ထဲမှာတမိုးကြီးဖြစ်သွားတယ်။ဘာလို့ဒီနာမည်ကငါအတော်ကြီးနာမည်ဒေါ်မာလာနာမည်နဲ့စိန်နေရတာလဲ။ဒီလိုတွေးမိတာနဲ့အအောင်ဟာအိမ်ကိုအပြေးပြန်လာခဲ့တယ်။အိမ်ကိုရောက်တာနဲ့ဒေါ်ကြီးကိုမေးလိုက်တယ်။ဒေါ်ကြီးမာလာကျွန်တော်ကိုမှတ်ပုံနဲ့ခဏလောက်ငှားပါလား။တော်ကြီးမာလာကကျွန်တော်ကိုတနေရမျက်နှာထားနဲ့မှတ်ပုံနဲ့ချုပ်ပေးပြီ နင်ကမက်ဖို့နေယူပြီးဘာလို့မလို့တော့အောင်အောင်ကဘာမှပြင်မဖြစ်ပဲတော်ကြီးမာလာရဲ့မက်ပုံတွေကိုဆွဲယူပြီးနတ်စင်ကိုပြေးသွားပြန်တယ်။နတ်စင်မရေးထားတဲ့နမင်းနဲ့တော်ကြီးနမင်းတွေကဘာလို့တူနေရလဲ။တော်ကြီးကအရှင်လက်လက်ကြီးရှိနေပါလျက်သူ့စိတ်ကိုတနေရတွေဝင်ပြီးအဖွားစီကိုသွားမိခဲ့တယ်။အဖွားဘာလို့နတ်စင်ကနမင်းနဲ့တော်ကြီးနမင်းကအတူတူနေပါဖြစ်နေရတာလဲ။ အဖွားကဘာမှပြမဖြစ်ဘူး။ဒါပေမဲ့မျက်နာကတော့အကျိတ်ကအကြောင်းဆိုတခုကိုပြန်တတိယသွားသလိုမျိုးညှိုးငယ်သွားတယ်။ပြီးတော့သူတို့နှစ်ယောက်ဓပုံဟောင်းလေးဓပုံကိုခြေလိုက်ကြတယ်။အဖွားကအရင်ရအကြောင်းကိုပြန်ပြောပြတယ်။အဖွားမှာသားသမီးကမင်းအမိနဲ့မင်းဦးလေးတွေမကောင်းဘူး။အမညီမနှစ်ယောက်ရှိသေးတယ်။အကြီးမက ဒေါ်ကြီးမာနေအငယ်မက အခုရှိတဲ့ဒေါ်ကြီးမာလာတဲ့ညွန်ခဲ့တဲ့အနှစ်40လောက်ကပေါ့အဲ့ဒီမောင်နှမ၄ယောက်ကရွာမှာရုပ်အချောဆုံးမောင်နှမတွေလို့ပြောစမှန်ပြူချတယ်တနေ့တော့ဖေးအပွဲစေးဟာညဘက်ကွင်းပြင်မှာ ရုပ်ရှင်ပြမယ်အတန်တွေ ကြားလဲရတယ်မင်းမိကနေအဖွားကို ခွင့်ချောင်းတယ် အမေတမီးတို့ကွင်းပြင်ရုပ်ရှင်တွားကြည့်ခြင်းတို့လေရွာမှာပွဲစီတော်တော်နဲ့ဖြစ်တာမှမဟုတ်ကြတမီးတို့မောင်နှမလေးယောက်လုံးတွားကြမှာပါမောင်နှမလေးယောက်လုံးတွားမယ်ဆိုတော့အဖွာလည်းစိတ်ချပြီးလှုပ်လိုက်တာပေါ့လမ်းကျော်မှာရာထဲကကိုသေးဆိုတဲ့တတိသာတယောက်ကတော်ကြီးမာနေကို တိတ်တခုကြိုက်နေတာဆိုတော့လက်မောင်းကိုလာဆွဲပါလိမ့်ရောမနေကိုကြီးနဲ့ရုပ်ရှင်အတူတူတွားကြည့်ကြအောင်လေ မောင်နှမတွေသွားကြည့်လို့ဖြစ်ပါမလားအိမ်မှာမင်းတော်ကြီးမာနေကနေဒေါသချက်ကြီးနဲ့လက်ကိုယုံလိုက်ပြီဖေဆန်းရှင်ဘသူမလို့ငါ့ကိုလာချိရတာလေတော်ကြီးမာနေကမောင်နှမ၃ယောက်လုံးကိုဆွေးပြီးအနားမှာရှိတဲ့လက်ဝိတ်တငယ်ချင်းသမီးတွေစီကို အမြန်လျှောက်သွားလိုက်တယ်ရွာသားတွေက ဝိုင်းကြည့်လာတော့ကိုထေးလည်းဘာမှမလုပ်ရဲတော့ပဲတော်ကြီးမာနေလို့ကိုလှုပ်ပေးလိုက်ရတာပေါ့ဒါပေမဲ့ကိုထေးကတော့ တော်ကြီးမာနေကိုကြည့်ပြီးနာကြီးချက်တွေနဲ့မကောင်းကြံစီဖို့စီစဉ်နေတော့တယ်။ရုပ်ရှင်ပွဲကင်းနဲ့ရောက်လို့အားလုံးပျော်ပျော်ပါပါရုပ်ရှင်ကြည့်ရီမောနေကြတဲ့အချိန်မှာပဲတော်ကြီးမာနေပိုင်နာလာပါရော။အိုင်မာတော်ကြီးမာနေကလည်းမင်းတော်လေးမာလာကိုတူတူလေးကပ်ပြောရင်းညီမလေးနေတို့ကြည့်နေကြနော်။အမပိုင်နာလို့အိမ်နာခဏသွားလိုက်အောင်မယ်။ခဏနေပြန်လာခဲ့မယ်။ လို့ပြောပြီးထွက်သွားလိုက်တယ်။နိုင်အတော်ကြာတဲ့အချိန်မင်းတော်ကြီးမင်းကပြန်မရောက်လာတော့အဲဒီမှာမင်းတော်လေးမာလီနဲ့မောင်နှမနှစ်ယောက်စိတ်ပူနေကြတယ်။ပုံမှန်ဆွေဆိုမင်းတော်ကြီးမင်းကမောင်နှမတွေကိုချားပြီးဘယ်တော်မှတယောက်ချင်းပြန်သွားမဲ့သူမဟုတ်ဘူး။သွားရင်တော့အထူးထူးပြန်ခေါ်သွားမှာအချိန်မဟန်တော့ဘူးဆိုပြီးတော့ရုပ်ရှင်ပြတဲ့ဆက်ခန်းကိုသွားပြီးအတန်ချက်စင်နဲ့အကူကြီး တောင်းလိုက်ကြတယ်။အသက်ချက်သက်ကြင်ညာတန်ကမမနေမမနေဗမာမာလေးခင်ဗျာမောင်နှမတွေကပြန်ချင်နေပြီမို့ရုပ်ရှင်စက္ကန်းသားကိုလာတွေ့ပါတယ်ခင်ဗျာလူတွေရှုပ်ရှက်ခံနေတဲ့ဖျားပွေးစီကြီးကနေလူတွေရှင်းသွားပြီမောင်နှမ၃ယောက်နဲ့ဆက်စည်အားပဲကျန်တော့တဲ့အထိမင်းတော်ကြီးမနေက ပေါ်မလာခဲ့ဘူးလဝိသမားတငယ်ချင်းတွေနဲ့ဝိုင်းရှာကြ တော်ဆက်အဆက်တွေအင်းသားတွေပဲတမီးနဲ့ထိုးရှာကြပြီမယ်အရင်ရောင်တော့မတွေ့ရဘူးဖရာကျောင်းဝင်တဲ့အထိဝင်ရှာကြတယ်ကျောင်းထဲရောက်တော့ဘုန်းကြီးနဲ့တွေ့တယ်ဘုန်းကြီးကနေတကယ်မလို့ဘာရီရှာနေကြလဲလို့မေးလေချင်းအဲဒီမှာမင်းတော်လေးမာလာကနေမာနင်းကိုရှာနေတာပါဗျာအိမ်သာသွားမယ်ဆိုပြီးထွက်သွားတာစာနေပြီးပြန်မလာလို့ပါစကံကနေအော်ခိုင်းတာလဲမတွေ့ရလို့ပါဗျာ ညနေနေပြီဘလို့ပြောက်သွားတာတော့ကဲကဲကဲဦးစင်းလိုက်ပို့ပေးမယ်ပြန်ကြတော့နောက်ရမနေ့ရောက်တော့ရွာတွေကလူတွေအကုန်ဝိုင်းပြီးအိမ်ကနေတောဆက်အထိရှာကြတာသုံးလေးရကြတဲ့အထိမင်းတော်ကြီးမာနင်းကိုမတွေးကြဘူးလူပေါင်းအဖြစ်ရဲစခန်းတိုင်ပေမဲ့တတ်တည်မလုံလောက်လို့ဘာမှဆက်မလုပ်ရဖြစ်နေတယ်အဲ့ဒီချိန်မှာအဖွားခမရအင်းရှိမထိုင်ပြီးငိုနေတာပေါ့ အားလုံးကကြော်ကြီးမာနေပြန်လာမှလို့ဝိုင်းနေတဲ့ကြတယ်။ဒေါ်ကြီးမာနေပြောက်သွားပြီးရှေ့ရံမြောက်တင်နေ။ညမှာအဖွာအိပ်ပြော်လူစစဲမှာခွေးဦးတန်းနေထွက်ပေါ်လာတယ်။အမေအမေသမီးတောင်းပန်ပါတယ်။သမီးအမေနာမှာမနေရတော့ဘူး။အမေသမီးတောင်းပန်ပါတယ်။ညဘကြီးကိုုန်ဒီအိတ်ကိုတရွတ်တိုက်ဆွဲလာတဲ့အတန်းနဲ့ချူခွေးဦးတဲ့အတန်းက ညတိုင်းလိုလုံးကြားရရင်နာနဲ့ရွာသားတွေဘသူမှအိမ်ပြေမထွက်ရဲချတော့ဘူးကြောင်လုံးလုံးရွာကနေပြောင်းသွားတဲ့သူတွေတခြားရွာသွားအိတ်တဲ့သူတွေနဲ့ရွာကြီးကတပြေးပြေးလူသူကင်းမဲလာကြတယ်လမ်းမီမရှိတဲ့ညမောင်ကြီးရဲ့ညတညမှာလာရောက်အောင်မမိမတယောက်ကိုတွေးလိုက်ရတယ်စပင်းနေဖယုတ်ဖယဲကိုလုံးကညစ်ပင်နေရပြီး ထုံမိမပါစကနဲ့ရေရွတ်နေတယ်။ဘဒုမငါကိုမကူညီနိုင်ငါကိုငါပဲကူညီတော့မယ်။အဲ့လိုပြောနေတဲ့စကားတန်နေကိုအခြေကြီးရွာတွေကနေကြားနေရတယ်။အဲ့ဒီညပြီးတဲ့နောက်မှာကောင်းနေအိတ်ဆွဲတဲ့အတန်ကြောက်သွားခဲ့တယ်။ရွာသားတွေလည်းအံ့ဩသွားကြတာပေါ့။အဲ့ဒီမိမကဘာလုပ်လဲ။ညတိုင်းဘာလာလောက်ကြလဲ။ အခုချက်မှာပါလို့အတန်ပြောက်သွားတာလေးဆိုပြီးတော့ပေါ့တ냐တော့ရန်ကုန်ကအဖွားရဲ့စိန်မျိုးဥဖွေဆိုတဲ့သူကရွာကိုလာလေခဲ့တယ်သူကဒေါ်ကြီးမာနေပျောက်သွားတာကိုမသိဘူးပေါ့ဖုန်းတွေပါရေးလဲမရှိတဲ့ခေဖြစ်နေတော့သူမသိရှာဘူးရှားဝင်လမ်းမှာဥဖွေကခုံဒီအိတ်ဆွဲလာတဲ့မိမတယောက်ကိုတွေ့လိုက်တယ်အဲ့မှာဥဖွေကကြောင်တောင်ကြီးရက်နေတယ် ကြဖြည်းဖြည်းတွေ့လိုက်တဲ့အခါမှာဟောမာနေညာချင်းမင်းကြီးဘာထက်လုပ်နေတာတော့နေကုန်နေအိတ်ကြီးဆွဲပြီးဖယ်သွားမလို့တော့မာလာကနေပြန်ပြောလိုက်တယ်။သမီးအမေစီဖြစ်စီသွားပို့မလို့ဒါပေမဲ့သမီးမတင်နိုင်တော့ဘူးဦးလေးရဲ့။ဦးဖေကနေအေးအေးအေးပေးပေးပေးဦးလေးတည်ပြီးမယ်။အဲ့ဒီမှာဂုံဒီအိတ်ကိုကိုင်းလိုက်ပြီးအိုးဘာရေထဲထားလို့ခြေလောက်တောင်လေးနေတာတော့ နေကောဘဲသွားမလို့တော့။တမီးမတဲနိုင်တော့လို့ဦးလေးအမေရှိသွားမလို့ပါ။အေးပါငါလည်းနဲ့မေရှိသွားမလို့ပဲ။လာအတူတူသွားကြတာပေါ့။ဦးဖေကအဲ့ကိုချိန်ပြီးရှေ့ကနေသွားပြီးအဆက်ကလည်းဘွားစီဘွားစီပြောတာပေါ့။အနောက်ကခွေးဦးတန်နေကလည်းသူ့လိုနောက်ကတောင်းလျှောက်လိုက်လာကြတယ်။အင်းရှိကိုရောက်တော့ဦးဖေကအော်ခေါ်လိုက်တယ်။ ိမ်မှာမတို့မှမရှိကြဘူးလားဟေးကလေးတွေဆင်းလာပြီးပစ္စည်းဝိုင်းကိုတည်ကြပါဦးအရင်မှာဥဖေရဲ့အတန်ကိုကြားတဲ့အခါမှာအဖွားရဲ့မင်းကျော်လေးမာလာရဲ့အောင်နှမရီစိမ်မီအိမ်အောက်ကိုဆင်းလာဆိုင်အဖွားကမင်းရဲ့ဥဖေကိုတွေ့တော့သူ့လက်ထဲအကုန်းဒီအိတ်ကိုမှမြင်လိုက်ရတယ်ဟဲ့ကိုဖေဘယ်တော့ကရောက်လာတာလဲအဖွားကနေအိုက်ကုန်းဒီအိတ်ကို ။ဘယ်ကနေရလာလဲလို့မေးလိုက်တယ်။နေဦးလိမ်ဦးဖေကနေပြီးတော့ဒီလိုမျိုးပြန်ပြေးလိုက်တယ်။မာနေလေလမ်းမှာမာနေနဲ့တွေ့လို့သူကလေးလို့ဆိုပြီးကျွန်တော့ကိုကိုတိတ်ခိုင်းလို့ပါ။ပြောရင်တော့ကိုလမ်းညိုထိုးပြလိုက်ပြီပဲ။ဘယ်သူမှရှိမနေတော့ဘူး။မာနေဆိုတဲ့အတန်စားတာနဲ့အဖွားကခွေကနေလဲကြသွားတယ်။ရှားသွားတယ်လေမာနေဆိုတဲ့အတန်ကြပြီးဝိုင်းပြေးလာကြတော့ ဥပေသေးထားတဲ့ကုန်းတွေအိတ်ကိုဖွင့်ကြည့်ကြလိုက်တယ်။အထဲမှာမြင်လိုက်ရတဲ့မြင်ခွေကြောင့်အားလုံးအော်ဟစ်ပြီးလန့်ဖြန့်သွားကြတယ်။အဒီကုန်းတွေအိတ်ထဲမှာမြင်လိုက်ရတာတွေကလူခန္ဓာကိုအစိပ်ပိုင်းတွေလက်တွေခြေလောက်တွေအပိုင်းပိုင်းထက်ထားရတဲ့အထူးထိုးစန္ဒကအိတ်ထဲမှာအမျိုးသား၃ယောက်ရဲ့ခေါင်းပြတ်တွေပါထည့်ထားတာကိုမြင်လိုက်ရတယ်။ယောက်သားတွေက အလောင်းစားနာနေကိုဆက်ကြည့်လိုက်တော့မှဂျာကပျောက်သွားတယ်။ဒေါ်ကြီးမာနေရဲ့ခန္ဓာကိုယ်မှန်တိလိုက်ကြတယ်။နောက်တနေ့မှရဲတွေက ကောင်းပြတ်တော်မူပိုင်ရှင်ရဲ့အင်ကိုလိုက်သွားတော့အကုန်လုံးတည်နေကြပြီ။အလောင်းတွေက ကိုယ်ခန္ဓာကရှိပြီးကောင်းတွေက မရှိကြတော့ဘူး။အဲ့ဒီအချိန်မှာမာနေပြတ်သွားအောင်ကမေးတဲ့ချောင်းနိုင်ဖုန်ကြီးလေးပါနေတယ်။အဲ့ဒါကိုအကုန်လုံးကြောင်အံ့အံ့ဖြစ်နေကြတော့မှ ကိုရင်လေးတပါကထွက်လာပြီသူတို့အချောင်းကိုဖွင့်ပြောလိုက်တယ်။ဖယားဘွဲညာတို့ကအိမ်နာသွားတယ်။ဒေါ်ကြီးမနင်းကို ကိုထင်းနဲ့သူ့တငယ်ချင်းတွေကဆွဲခေါ်သွားကြတာတဲ့။ဆောင်းနိုင်ဖုန်ကြီးအပါဝင်၃ယောက်သားဒေါ်ကြီးမနင်းကိုတော်လေးဆွဲခေါ်သွားပြီးမတိန်ချင်းကြတယ်။ဒေါ်ကြီးမနင်းမသိခင် လူစိတ်မရှိတဲ့တရိษံ၃၅ခုနှစ်ရက်ခုနှစ်ညတိုင်တိုင်ဝိုင်းပြီးစော်ကားခဲ့ကြတာ။ ကိုရင်လေးကအကုန်မြင်ခဲ့ပေမဲ့ကြောက်လို့မတူဘူးမှမပြောရခဲ့ဘူး။နောက်ဆုံးသူတို့တော်ကြီးမာနေကိုအပိုင်းပိုင်းခုတ်ထစ်နေရပါမြင်ခဲ့ရတယ်လို့ပြန်ပြောပြတယ်။ကိုရင်လေးလမ်းပြတဲ့နေရာကိုသွားကြည့်တော့တော်ကြီးမာနေရဲ့အဝတ်အစားတွေကိုတွေ့လိုက်ရတယ်။အဘကမြတမီးဖြစ်သူရဲ့အဝတ်အစားတွေကိုပိုက်ပြီးရှင်ခွေမတက်ငိုရှာတာပေါ့။ယောက်သားတွေကအဲ့ဒီနေရာမှာပဲနှက်စင်စောက်ပေးလိုက်ကြတယ်။ ရိုးရအယူတလေးရတော့အမွာညီမတွေတဲကတယောက်ယောက်ကအသေးဆုံးနဲ့သွေးသွားခဲ့ရင် အသက်ရှိချင်ရင်ခဲ့တဲ့သူရဲ့နာမည်ကိုယူပြီးနတ်စင်မှာပေးထားရတယ်တဲ့အားရကြောင်းအသက်ရှင်တဲ့ဒေါ်ကြီးမာလာရဲ့နာမည်နဲ့နတ်စင်ကနာမည်ကစင်တူနေတာပေါ့မြည်ရဲ့ဒါဆိုဘာလို့နတ်စင်ကိုအမြင့်ကြီးတင်ဟရလဲအဖွာဘာလို့ရုပ်ထုတွေက အများကြီးလဲအဖွာကတပြင်းချပြီးလေကျူထဲငေးချင်ရင်ပြောလိုက်တယ် အတေဆိုးနဲ့ဒေသွားတဲ့သူကိုဘသူကမီးတင်းချူပေးမှလဲ။နေရဲ့အကျော်နောက်တစ်ယောက်ကအဲ့ဒီနဲ့စင်တိုင်နေမှာပဲရှိနေတာလေ။လို့အဖွားကပြောလိုက်တယ်။ဒီလိုနဲ့ဇလန်လေးကပြေဆုံးသွားခဲ့တယ်။ပန်းလေးတစ်ပွင့်ကလှပါပြီးမွေးကြိုင်နေအဝေးကပဲငေးကြည့်ုံနဲ့လုံလောက်ပါပြီ။အဲ့ဒါကမှမတမာစိတ်ရိုင်းတွေနဲ့ကမှကျွန်တော်အတွက် ချိုးဖက်ဖြတ်စိလိုက်တဲ့အာကုတုကံကတော့အဲ့ဒီလုံယုံမာတွေကိုငရဲ့အထီးဆွဲကော်သွားပြီးခြောင်ရကျင်းစာတင့်စင်မှာပါဒီဇလန်းလေးမှာမပိုင်ဆိုင်သေးတဲ့အရာကိုကျွလုံနေအခါမှာကိုက အဖြစ်ဆုံးနဲ့ကြုံခဲ့ရတဲ့တိမ်ငန်းစာတွေကိုရယူနိုင်ခဲ့ပါတယ်။နားထောင်နေတဲ့ပေးသက်တီတွေရောဘလို့အကြောင်းရင်းတွေရရှိခဲ့ပါ 没事我慢慢慢慢断。